ီရန်ရုရှားထို့ပောင်းဝင်သောရေချောင်းစီရေလေးချင်းမှုကြီးပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်အီရန်ရုရှားထို့ပောင်းဝင်တဲ့ရေချောင်းပူးသွဲစီရေလေးချင်းမှုကြီး Security ဖက်2025ဟောင်းအင်ကာနေမွန်လွဲကပြီးဆုံးခဲ့ပြီးအီရန်ချဘာဟာစိတ်ကမ်းမှာတင်မောများစိုက်ကခဲ့ပါတဲ့ ချောပါဟာအနီးရေပြင်တွေမှာတနင်္လာနေ့ကနေအင်္ဂါနေ့အထိရေချောင်းစီရေလေးချင်းမှုပြုလုပ်ခဲ့တာဖြစ်ပြီးရေချောင်းပြစ်မှတ်များပြစ်ခတ်ခြင်းတင်မောပေါ်တက်ခြင်းနဲ့စစ်ဆေးခြင်းထိခိုက်မှုစစ်ဆေးခြင်းပူပေါင်းရှာဖွေကယ်ဆယ်ရေးများပြုလုပ်ခြင်းတို့အပါအဝင်အထူးကလေးချင်းရေများကို အထူးကထားပြုလုပ်ခဲ့ပါတဲ့တနင်္လာနေ့နနက်ပိုင်းမှာသုံးနိုင်ငံမှရှေးသက်တင်မောထွေကတတ်မှတ်ထားတဲ့လေးချင်းရေးနေရာများသို့တွားရောက်ခဲ့ကြပါတဲ့ ဒီနောက်တရုတ်နိုင်ငံမှာကွန်မန်တာနေရာကနေကြီးချက်ကညဘတ်ပြစ်ခတ်လေးခြင်းမှုပြုလုပ်ခဲ့ပါထင်သုံးနိုင်ငံစလုံးမှာတင်မောထွေကပြစ်ခတ်မှုပုံစံဖွဲ့စည်းကစတိုင်ပြစ်ခတ်လေးခြင်းမှုများပြုလုပ်ခဲ့ကြပါထင်ဒါအပြင်ဘင်းလယ်ပြင်သို့ဆက်တနက်ကြီးများပြစ်ခတ်မှုပုံစံအပြင်ချိတ်ဆက်အချက်ပြမှုများကိုလည်းပုံတံတန်ဖော်လေးခြင်းခဲ့ကြပါထင် အင်္ဂါနေ့မှာကုန်တင်တင်မောနှစ်စီးကို ဖြန့်လုတဲ့အခြေအနေမျိုးပေါ်ဆောင်ခါအဖွဲနှစ်ဖွဲဖြင့်တုံ့ပြန်လှုံ့ဆော်မှုမျိုးပြုလုပ်ခဲ့ပါတယ်အီရန်တပ်ဖွဲ့များနဲ့ပူးပေါင်းခါတရုတ်ဖက်မှပဲထိန်ထုံးကြီးဖြတ်ဘာတို့ဟော133မှလိငယ်နှစ်စီးဖြန့်ချခဲ့ပါတဲ့ ထိုလေတွေကအမှုချမ်းစည်းခံရတဲ့တင်မောထွေစီတိတ်တဆိတ်ချင်းကပ်ခဲ့ပါအထိတရုတ်နယ်အီရန်ထိုးမှအထူးသက်တွေကတင်မောဘောတယောက်ခါကုန်းပတ်ပေါ်မှတရုတ်ဖော်ပင်လယ်သမျှများကိုအလင်းအမြန်ရှင်းလင်းပြီးတစားခန်းများကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပါထိလို့သိရပါထိရှင်။